မင်္ဂလာပါနော်ဒီနေ့ဒီစင်တူတော်လေးကိုကျွန်တော်တို့ဒါခရုံးတင်มาဖြစ်ပါတယ်အဲ့တော့ဒီစင်တူတော်လေးကမနေရဆိုကြကျွန်တော်တို့ဒီခရုံးတင်မော်တာလိုအပ်တဲ့အောက်က base coat ကိုကျွန်တော်တို့ဒါမှုတ်ထားပေးပြီးသားဖြစ်ပါတယ်အခုပထမဆုံးကျွန်တော်ဒါရေးဆေးมาဖြစ်ပါတယ်ဆေး

ရွှဲပြီးစီသွားအောင်လို့ဖြန်းရပါတယ်အဲ့တော့ကျွန်တော်ဆေးတို့မှုတ်မယ်ဆိုလို့ရှိရင်မှုတ်မဲ့ပစ္စည်းကအနည်းဆုံးဒီအောက်ချိန်နဲ့ လက်လေးလုံးတော့ကျွန်တော်တို့ခွာပြီးထားရပါတယ်ဖျားပဲဖြစ်ဖြစ်နောက်တခြားကားပစ္စည်းတွေဖြစ်ဘာပစ္စည်းတွေဖြစ်ကျွန်တော်တောက်လဲလို့ပါတယ်အဲ့တော့ကျွန်တော်ဒီဒီကဲဆေးမုတ်တာကြတော့ပုံတံမျိုးစုံအရွယ်စားမျိုးစုံကျွန်တော်တို့မှုတ်ရတာဖြစ်တဲ့အတွက်ကြောင့်လို့အာဟိုနည်းနည်းလက်ခက်ခဲတဲ့ဘက်မှာပါပါတယ်နောက်တစ်ခုကဒါနည်းနည်းသတိလဲထားရပါတယ်အမှုပညာလဲစမ်းပါတယ်အစီချမ်းလို့ရှိရင်ကျွန်တော်တို့ဂျူကြားပါမကြမ်းတခါလေးလိုက်ပြီးတော့ ချမ်းဖို့ရေးကြည့်ပါတယ်။အဲသတိထားမှာကဒီလိုဆင်းနူတော်တွေကိုမှုတ်တဲ့ခါကြလို့ရှိရင်ဒါကတော့ fiber ဆင်းနူတော်ဆိုတော့ဒီမှာအပေါက်တွေပါမရှိဘူးနော်။ကြီးဆင်းနူတော်ပါလို့မှုတ်တဲ့ခါကျအပေါက်တွေဆက်ရတယ်ရှိပါတယ်။အဲဆက်ရတယ်ဂျားတဲ့တွေကိုကျွန်တော်အရင်တို့ဖာဖာပေးရပါတယ်။မဖာဘဲနဲ့ကျွန်တော်တို့ဒါမှုတ်မယ်ဆိုလို့ရှိရင်ဘလို့မှအဆင်ပြေမှာမဟုတ်ဘူး။အဲတော့ကြောင့်မလို့ကြီးဆင်းနူလို့ရစမ်းဒိုလက်အောက်ဂျားတွေဒီလက်အောက်ဂျားတွေစသဖြင့်ပေါ့နော်။ဒီနရွတ်တော်နားလေးတွေစစသဖြင့်ဒါတွေအကုန်လုံးလိုက်ပြီးကျွန်တော်တို့ ဟိုတေချာဖားထားပြီးလို့ပါတယ်အရင်လို့ဖားပြီးတော့မှ လုပ်ငန်းဆောက်လို့ရမှာဖြစ်ပါတယ်ဖားလဲဆိုတော့ကျွန်တော်ပတ်တီးထဲတာတို့ AV core ထဲတာတို့အဲ့ဒါတွေအားလုံးလုပ်ပြီးတော့မှကျွန်တော်ဆေးမုတ်လေးကိုစတာဆေးမုတ်တဲ့အဆင့်ကိုစမှာဖြစ်ပါတယ်အခုဒီတရားတော့ fiber ဖျားဖြစ်တဲ့အတွက်ကြောင့်မလို့ပါဘူးပြီးရင်ကျွန်တော်စီဖျားပြီးတဲ့နေရာကြီးပြန်ဖျားပါမယ်အရေးပြန်ဖြန်းနဲ့စီချမ်းပြီးရေပြန်ဖြန်းတဲ့အခါမှာလည်းအမှန်တန်အရေးကြီးပါတယ်ကျွန်တော်စီကြံနေခဲ့တဲ့နေရာတွေကို နော်တတိထားဖို့လိုပါတယ်လုံးဝမကြံဖို့အရေးကြီးပါတယ်အဲ့တော့အခုလို့ဒီခေါင်းတွေပါလဲစီတွေကြံနေခဲ့ပါအဲ့ဒါတွေကိုဖေချာလေးဆေးချဖို့လိုပါတယ်အဲ့တော့ဥကောင်းတော်ကနေနော်စီနေလို့ရှိရင်ကျွန်တော်ရောမှာရောကြောင်းတွေဖြစ်တာတွေဖြစ်တာဒီဆေးချပြန်တယ်ကျွန်တော်အိမ်ထုတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ ABC တစ်ဆက်မှာဒီလိုခေါင်းတွေကဘူးလို့မျိုးဆေးတစ်ဆက်ဆို၄ခါထည့်လို့ရပါတယ်နော်အခုဒါစမ်းကြည့်ရအောင် ော့ဒီကဲစမှုမယ်ဆိုတော့ကျွန်တော်ဒီအောက်ခြေကနေစပြီးမှုတ်ပါတယ်။တစ်သေးသေးတစ်သေးနဲ့ကျွန်တော်အပေါ်တက်သွားမှာဖြစ်တယ်။ နောက်ဆိုကျွန်တော်တို့ဖះအရှိချမ်းမှာနီကယ်ပြည့်လို့ပြည့်လို့ဟိုပြည့်သွားလို့เนาะနောက်တစ်ခါနောက်ကိုပြန်ကြည့်လိုက်ပါမယ်နီကယ်မပြည့်တဲ့ဟာတွေတွေ့ပါလေအဲ့တော့ဒီလိုပြောင်လာနဲ့ရက်လို့မရပါဘူးမဲမဲဖြစ်လို့ရက်လို့မရတခါလဲဖွေးပြီးတော့တက်လာတဲ့အနေထားကြမှာရက်လို့ရမှာဖြစ်ပါတယ်အခုနောက်ကိုကျွန်တော်လည်းထပ်ပြီးဆက်မယ်เนาะအဲ့တော့မှုတ်တဲ့ခါကျလည်းကြည်ပါကျွန်တော်ဒီလက်ကိုဒီလိုဆက်ဆက်မှုတ်ခြင်းမှာကျွန်တော်ဒီရမ်းပါတယ်ရက်စက်နဲ့ရမ်းပါပြီးတော့မှကာလာတက်သွားပြီဆိုတော့မှကျွန်တော်ဖေးဖေးချက်ကိုဆွဲလိုက်ပါတယ် တော့အခုကြည့်ပါဒီလိုထုတ်သွားပါတယ်ဒီတဲ့ခါမှာကျွန်တော်ဖြည်းဖြည်းချင်းပြန်ဆွဲလိုက်တော့ပြီးတာနဲ့ဒီဥကောင်းတော်ကိုကြည့်ပါဆန်တော်ကိုကြည့်လိုက်ပါနော်ဆန်တော်ကိုဆန်တော်ဒီနဲ့အောင်တက်လာပြီးတာပါနော် ်အခုဆိုဆေးဘလောက်ကုန်လဲခံမှန်းလို့ရပါပြီကျွန်တော်တို့ဆေးလက်နှလုံးလက်သုံးလုံးလောက်ဒီလောက်ကနေဒီလောက်မှာကျန်နေပါတယ်နော်ဆေးကလည်းဆေးထွက်ကြီးကိုရေးကြည့်ပါတယ်ဒီမှာဆေးကျန်အခုဆိုလို့ရှိရင်ခရားဆင်းလို့တော့နော်ကျွန်တော်ဒီ fiber ဆင်းလို့တော့လေအခု nickel ဖြစ်သွားပါပြီအခုပြီးတာနဲ့ကျွန်တော်ဘာလုပ်မလဲဆိုတော့ရေပြန်ဆေးချပါမယ်အဲ့ဒီပြန်ဆေးမယ်ဆေးပြီးတာနဲ့ဒီအခုဒီပုံမှာရှိနေတဲ့ ဒီခုနက chemical reaction ပေါ့နော် reaction ကိုကျွန်တော်တို့ရပ်တန့်သွားအောင်လို့ကျွန်တော်တို့ဒီဆေးတစ်ဆက်မှာတစ်ခါလဲပါပြီးတာဆက်ပြာရေးပါပါမယ်အဲ့ဆက်ပြာနဲ့ကျွန်တော်ဖြန်းมาဖြစ်ပါတယ်ရပါပြီတော်ပြီဆက်ပြာโอเคဆက်ပြာဖြန်းมาအော်အခုကျွန်တော်တို့ဒါလုံးကမြဒီပစ္စည်းတွေဆေးတွေအကုန်လုံးကကျွန်တော်ဆေးဝယ်လို့ရှင်အကုန်လုံးပါပြီးသားပါ ဒီလေးတွေကအလုံးလေးပြန်ဖြစ်သွားပါပြီမျက်နှာကိုမျက်နှာမျက်နှာဟုတ်ကဲ့ဟုတ်ကဲ့ဒါအခုပြီးတာနဲ့ပြီးတာနဲ့ကျွန်တော်တို့လေမှုတ်มาဖြစ်ပါတယ်ဟုတ်ပါမနက်မနက် အဲ့တော့လေမုတ်တဲ့ခါကြလို့ရေတွေတေချာဆင်ဖို့ရတယ်ရေတေချာဆင်ဖို့ရေကြည့်ပါရနော်အဲ့တော့ရေဆင်အောင်လို့တေချာလေးမုတ်ပေးပါပြီးွားရနဲ့ကျွန်တော်ဒီဟာကိုတ िश ူးလေးတုံးလို့ရပါတ िश ူးတုံးပြီးပေါက်ကြံနေတဲ့ရေပေါက်ကလေးတွေအကုန်လုံးကိုကျွန်တော်တ िश ူးနဲ့တ िश ူးအတန်းနဲ့လိုက်ပြီးတော့တုံးမှာဖြစ်ပါတယ်နောက်ရေကြီးဆုံးချက်ကဒီအောက်ခြေပါဒီအောက်ခြေကိုကျွန်တော်တို့ကရေတေချာတုတ်ဖို့အရေးကြီးပါတယ်နှုတ်ဆုံးလို့ရှိရင်ဒီအောက်မှာရေကြံနေလို့ရှိရင်ကျွန်တော်တို့ကြာလာတဲ့အမြဒီနီကယ်ဟာဒီအပေါ်တွေမှာလာစားသွားတာ ဖြစ်တတ်ပါတယ်ဟုတ်ကဲ့အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဒီကေမို့လို့ပြီးသွားပါပြီ ါကိုကျွန်တော်နှစ်နာရီအချောက်ခံပြီးရတယ်ကျွန်တော်ဒါကြိုက်တဲ့အကြောင်းသွင်းလို့ရပါပြီရွှေရောင်သွင်းတာတော့နော်ငွေရောင်ဆိုလဲဒါငွေရောင်ပေါ့နော်ရွှေရောင်သွင်းတာတော့ပါပဲကျွန်တော်ဒါနှစ်နာရီပြီးရရင်လုပ်လို့ရ